မင်္ဂလာပါ CV4 ကနေပြန်လည်ကြိုဆိုလိုက်ပါရီ CV4 ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ CV လေးကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV CV လေးပဲဖြစ်ပါရခင်ဗျာလူသားမျိုးနွယ်နောက်ဆုံးကြံရှိသူတွေဟာအထက်ပေါင်း144လွာမှာရှိတဲ့ Silo ကြီးထဲမှာဘယ်လိုမျိုးဖြတ်တန်းကြမလဲဆိုတာကိုအစင်းသစ်ဖြစ်ပြီးဆိုရင်တော့ Silo Season 1 Episode 10 Recap လေးကိုစတင်လိုက်အောင်ပါဟုတ်ကဲ့ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ့် CV4U ကရှိန်းသူပဲဖြစ်ပါရီ တရားရထနာရဲ့ဖမ်းဆီးတာကိုခံလိုက်ရပြီးတဲ့နောက်မှာဘောဘေလင်ကိုတိုက်ခိုက်ပြီးတော့ထွက်ပြေးသွားတဲ့ဂျူလီယက်နီကိုဟာတနေရာပြီးတနေရာရှောင်ရှားရင်းနဲ့ hard drive ကိုဖွင့်ဖို့ကြိုးစားခဲ့ပါရီအန်နီအရှိဆုံးနေရာဟာအလုံးကျုံဆုံးဆိုတဲ့ဇာတ်ကားတိုင်းပဲတရားရထနာကအသေးအံရှာနေတော့တရားရထနာအရာရှိစင်းမြဲအိမ်မှာဝင်ပုံးပြီးတော့စင်းမြဲမိန်းမနဲ့ကလေးကိုဖမ်းက hard drive ကိုဖွင့်ကြည့်ခဲ့ပါရီဒါမှမဟုတ်တချိန်က ID ဌာနခေါင်းဆောင်ဖြစ်ခဲ့ပူးတဲ့ဘာနာကကျွမ်းကျင်ကွန်ပျူတာပညာရှင်ဖြစ်နေရကြောင်းဂျူလီယက်က hard drive ကိုချိတ်ဆက်လိုက်တာနဲ့ သူရှိနေတဲ့ဒီနေရာကိုတန်းပြီးတော့တည်သွားကြပါ ರಿ အဲဒါကြောင့်ပဲဂျူလီယက်ကလည်းဆင်းမြဲအိမ်ကနေထွက်ပြေးနေရင်တစ်ခေါက်ကသူကယ်ခဲ့မှုတဲ့ပက်ထရီရဲ့အိမ်မှာသွားပြီးတော့ပုန်းနေပါ ರಿ ပြီးတော့မှပက်ထရီရဲ့အမွေနှစ်ပစ္စည်းလိုချင်တဲ့စိတ်ကိုဆွဲဆောင်ဖို့ဂျော့ချ်ပေးခဲ့တဲ့နိုင်နဲ့မျှပြီးတော့ကွန်ပျူတာပညာရှင်တယောက်ကိုခေါ်ခိုင်းလိုက်ပါ ರಿ ပက်ထရစ်ကလည်းအိုင်နီဌာနကအမွေနှစ်ပစ္စည်းမောင်ခိုရောင်းတဲ့ကောင်လေးကိုခေါ်ပေးလိုက်ပါ ರಿ ဂျူလီယက်ကလည်းအိုင်နီကောင်လေးကို hard drive ကိုပြပြီးတော့ဒီနေရာလေးကိုကြော်ကဖွင့်ကြည့်ခိုင်းပါ ರಿ hard drive ပွင့်သွားတဲ့အခါမှာတော့ George Madden တင်ခဲ့တဲ့ဗီဒီယိုကိုကြည့်ရင်းနဲ့ ဂျော့ရှ်လမ်းညွန်ခဲ့တဲ့အတိုင်းပဲဂျိန်းငါမိုရီအပြင်ထွက်တန်ရှင်းလှုပ်ခြင်းဆိုတဲ့ဗီဒီယိုလေးကိုဖွင့်ကြည့်လိုက်ပါရီအဲ့ဒီဗီဒီယိုထဲမှာတော့ဆိုင်လိုအပြင်ဘက်မြင်ကွင်းတစ်ခုလုံးဟာဆိုင်လိုရဲ့စားတော့တဲ့မှန်ပြင်ရနေပြီးတော့မြင်နေရသလိုတုတ်တန်တစားပြင်တစ်ခုလုံးမဟုတ်ဘဲနဲ့စိမ့်စိမ့်ဆူဆူနဲ့ငှက်တွေပြန်ဝဲနေတဲ့မြင်ကွင်းကိုရိုက်ပြထားတာကြောင့်ဂျူလီယက်ကလည်းသူတို့အကုန်လုံးအလိန်ခံနေရတာပဲလို့ပြောလိုက်ကြပါရီဂျူလီယက်ကလည်း တဘွာလုံးအလိန်ခံနေရတဲ့ဆိုင်းလိုပြည်သူတွေကိုအမှန်တရားတိုင်းခြားပြဖို့ဗီဒီယိုကိုကွန်ပျူတာမှာအကုန်လုံးဖွင့်ပြမှရမယ်လို့ပြောလိုက်ပါရည်။ ID ကောင်လေးကလည်းကွန်ပျူတာဆာဗာကို ID ဌာနကထိန်းချုပ်ထားတာကြောင့်ခက်ခဲတဲ့အကြောင်းပြန်ပြောလိုက်ပါရည်။ Patrick ကလည်း ID ဌာနကိုပါဖောက်ထွင်းရမှာကြောင့်မလုပ်ဖို့တားမြစ်လိုက်ပါရည်။ Juliet ကလည်းပြည်သူတွေအကုန်လုံးအမှန်တရားသိခွင့်ရမှာဖြစ်မယ်ဆိုပြီးတော့ ID ကောင်လေးကိုအကြံထုတ်ခိုင်းလိုက်ပါရည်။ ID ကောင်လေးကလည်းဆိုင်းလိုရဲ့အပေါ်ကနေအောက်ထိအထက်30တိုင်းမှာဆာဗာခွဲတစ်ခုရှိတဲ့အကြောင်းပြောပြလိုက်ပါရည်။ လမ်းစာရသွားတဲ့ဂျူလီယက်ကလည်းသူတို့ရှိနေတဲ့အလွာကနေဘယ်နေရာလောက်မှာဆာဗာခွဲရှိလဲလို့မေးတဲ့အခါမှာ126လွာမှာရှိတယ်လို့အိုင်ဒီကောင်လေးကပြောလိုက်ပါရီဆိုင်လိုရဲ့အထူးလိုအပ်ခန်းမှာလည်းပဲဘာနာတို့က hard drive ရဲ့ဒီနေရာကိုရှာရင်းနဲ့ patrick အခန်းမှာဆိုတာတည်သွားပြီးတော့စီးနင်းသူတွေကိုချက်ချင်းဝင်ဖမ်းဖို့အတွက်လွတ်လိုက်ပါရီဒါပေမဲ့လည်း juliet က hard drive ကိုသိမ်းကအိုင်ဒီကောင်လေးပြောရတဲ့နေရာကိုချက်ချင်းသွားဖို့အတွက်ပြင်ဆင်လိုက်ပါရီ patrick ကတော့သူ့တန်ကြီးနာရီပေးခဲ့ဖို့နဲ့သူ့ကြံခဲ့မယ်လို့ပြောလိုက်ပါရီ juliet ကလည်းအိုင်ဒီကောင်လေးဘလောက်တော်တော် ဘာနာပို့တော်တဲ့အတွက်တိတ်မကြခင်ရောက်လာမှာလို့ပြောကတေးချင်နေခဲ့ဆိုပြီးတော့ပြောလိုက်ပါရီပက်ထရစ်ကလည်းဘာမှမတတ်နိုင်တော့ပဲဂျူလီယက်တို့နောက်ကိုလိုက်လာခဲ့ပါရီသူတို့အကုန်လုံးအပြင်ထွက်သွားကြပြီးတော့ဂျူလီယက်ကအထက်တိုင်းမှာစစ်စည်းနေတဲ့သူတွေရဲ့လက်ကလွတ်အောင်အမိုက်စွန့်ပြပြုံတိုင်းသွားဖို့ပြောကပြုံပေါက်ကနေစောင့်နေကြပါရီပက်ထရစ်ကလည်းကွေယာတစ်ခုကနေသူ့ခန်းစီကိုချောင်းကြည့်တဲ့အခါမှာတော့စီးနင်းသူတွေကတကားကိုဖျက်ပြီးတော့အတင်းဝင်းရှာနေရတွေ့လိုက်ရပါရီ နောက်ဆုံးကြံခဲ့တဲ့စီးနင်းသူတယောက်ကချောင်းကြည့်နေတဲ့ပက်ထရစ်ကိုသတိထားမိပြီးတော့လိုက်လာတာကြောင့်မလို့ပက်ထရစ်ကလည်းဂျူလီယက်တို့ကိုအမြန်သွားဖို့ပြောလိုက်ပါရီအမိုက်ပြပြုံထဲမှာလည်းဆွန့်ပစ်ပစ္စည်းတွေတုံချနေချိန်မလို့မီးနီနေရာကြောင့်ဂျူလီယက်တို့ကလည်းစိတ်မူနေတော့မီးချိန်သွားတဲ့အတွက်ပြုံပေါက်သေးကိုအမြန်ဝင်ကြရင်ပေါကာတီကလည်းလွတ်သွားကြပါရီဒါပေမဲ့လည်းစီးနင်းသူတွေကပက်ထရစ်ရဲ့အိမ်တစ်ခုလုံးကိုရှာပွေပေမဲ့ဘာမှမတွေ့ရကြောင်းဘာနာကဂျူလီယက်တို့ကိုပျောက်သွားတာလားဆိုပြီးတော့ဆင်းကိုအော်ဟစ်နေပါရီ ဇင်းကလည်းအလွာရင်းကလေကားရည်နဲ့ဂျောင်းရောင်ရားတွေပါမကျန်သူတို့ရှာဖွေနေတဲ့အကြောင်းပြန်ပြီးတော့ပြောလိုက်ပါ रे အဲ့ဒီချိန်ကူမီရာသမားတယောက်ကဇင်းအတွက် message ဝင်လာတယ်ဆိုပြီးတော့ပြလိုက်ပါ रे ဇင်းကလည်း message ကိုဖတ်လိုက်ပြီးတော့သူ့ယုံငန်းလေးကိုပြေးသွားလိုက်ပါ रे အထဲရောက်တဲ့အခါမှာတော့ဇင်းလဲစောင့်နေတဲ့ဘောဘီလင်ကိုဂျူလီယက်လွတ်သွားတဲ့ကအင်းမြန်နားဖို့ပြောထားတာမလိုက်နာပဲဂျူလီယက်ခန်းကိုခိုးပေါက်တဲ့အတွက်အပြစ်တင်ပြောဆိုလိုက်ပါ रे ဘောဘီလင်ကလည်းဂျူလီယက်အပြင်ထွက်ရှင်နေတဲ့အကြောင်းရင်းသိရင် ဘယ်မှာရှိနိုင်လဲစဉ်းစားဖို့လမ်းစားရနိုင်လို့သွားပြီးတော့ရှာခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ဘူးလို့ပြန်ပြောလိုက်ပါတယ်။ Sim ကလည်းပေါ်ပီလီယံယောဂအကြောင်းသူကသတိထားမိခဲ့ပေမဲ့မသိသလိုနေပြီးခဲ့တဲ့အကြောင်းပြောကသူနဲ့ဆက်ညင်ပြီးတော့ရှောက်မလို့ဖို့အတွက်သတိပေးလိုက်ပါတယ်။အဲနောက်တစ်ခါမှာတော့ဂျူလီယက်တိုကဆာဗာအခွဲရှိတဲ့အလွာစီကိုရောက်လာပြီးအပြင်ဘက်ကစိမ်းဆိုနေတဲ့ရှူကင်းမှတ်တမ်းတွေကိုကွန်ပျူတာအားလုံးမှာဖွင့်ဖို့အတွက်စူးစမ်းနေကြပါတယ်။ဘာနာတို့ကလည်း CCTV ကတဆင့်ဂျူလီယက်တိုရှိတဲ့နေရာကိုသိသွားပြီးတော့ဖမ်းဆီးဖို့အတွက်လူတွေထပ်ပြီးတော့လွတ်လိုက်ပါတယ်။ ဂျူလီယက်တို့အဖွဲတွေက ID ကောင်လေးကလည်းစီးနင်းသူတွေရောက်မလာခင်မှာ hard drive တဲကဗီဒီယိုကိုကွန်ပျူတာအားလုံးမှာမြင်ရအောင်လုပ်လိုက်ပါတော့လေ။ဒါကြောင့်ဘာနာရိုစီကကွန်ပျူတာအားလုံးမှာလည်းဗီဒီယိုတွေကအတိုင်းပုံနေခဲ့ပါတော့လေ။ဘာနာကလည်းအထူးလို့ဝက်ခန်းတွေကဝင်တဲ့အကုန်လုံးကိုကွန်ပျူတာဖန်သားပြင်ကနေမျက်နှာလွှဲဖို့အမိန်ပေးကစနစ်တစ်ခုလုံးကိုပိတ်ချလိုက်ပါတော့လေ။အဲနောက်တော့မြင်ခဲ့သမျှအရာအလုံးကိုမသိကြအောင်ဆောင်ထားဖို့ပြောကာတရင်ပေါကြအနေနဲ့အကုန်လုံးဒုက္ခရောက်မယ်ဆိုပြီးတော့ချင်းချောက်ထိန်းသိမ်းလိုက်ပါလေ ဂျူလီယက်ကလည်းစနစ်တစ်ခုလုံးကိုဘာနာကပိတ်ချလိုက်တာတီးသွားပြီးတော့ဘက်ထရီနဲ့အိုင်ဒီကောင်လေးကိုသူနဲ့ဆက်မလိုက်ဖို့ပြောကာတယောက်တည်းအမိုက်ပြေပြုံကားတစ်ဆင့်ဆင်းသွားပါလိမ့်ဘာနာကလည်းဂျူလီယက်ကိုဘယ်နေရာမှရှာမတွေ့ရကြောင်းဆိုင်လိုတစ်ခုလုံးရဲ့အမိုက်စွန့်ပြုံထဲကနေပတ်သွားနေရဲဆိုတာရိပ်မိပြီးတော့ဆင်းကိုရှာခိုင်းလိုက်ပါလိမ့်စင်းရလေရဲရီရောစင်းင်းသူတွေကိုပါအမိုက်စွန့်ပြုံတဲ့ကိုရှာဖို့အတွက်မိန်ပေးလိုက်ပါရီအမရဲမီတယောက်ကအမိုက်စွန့်တဲ့ပြုံကိုဖြွင့်ကြည့်တဲ့ခါမှာတော့ဂျူလီယက်ကိုတွေ့တာကြောင့်စင်းစီကိုသတင်းပို့လိုက်ပါရီ ဇင်းကလည်းအလေးချိန်များတဲ့အမိုက်တွေနဲ့ပြစ်ချဖို့မိန်ပေးကာတူကိုရန်လက်လာခဲ့ပါရီရဲမင်းကလည်းဂျူလီယက်ကိုအမိုက်တွေပြစ်ချတော့မယ့်အကြောင်းသတိပေးပြီးမှအလေးဆုံးမိုက်တွေကိုပြစ်ချလိုက်ပါရော်ရီအမိုက်ဆုပ်ပြုံလေကားကနေဆင်းနေတဲ့ဂျူလီယက်ကလည်းအပေါ်ကပြစ်ချလိုက်တဲ့အမိုက်တွေကြောင့်ထိခိုက်မိပြီးတော့တွဲလောင်းဖြစ်နေပါရီအဲဒီအချိန်ဆင်းမြောက်လာပြီးတော့အကြီးဆုံးလေ APZ ကိုပြစ်ချခိုင်းလိုက်ပါရော်ရီရဲတွေကလေ APZ ကိုအပေါဝါကနေတွန်းချနေရမြင်သွားတဲ့ဂျူလီယက်ကလည်းစိတ်ကိုဒုန်းလုံးချပြီးတော့ပြုံတလျှောက်ခုံချလိုက်ပါရော်ရီ ောက်ဆုံးကအမိုက်ကောက်တဲ့လူတွေကလည်းလူတယောက်ပြုတ်ကျလာတွေ့ပြီးတော့အသေးအံဆွဲထုတ်လိုက်တာကြောင့်လေးပိစက်ပြုတ်ကျအနေကတိလေးလွတ်သွားခဲ့ပါလိမ့်အမိုက်ကောက်သမားတွေကလည်းစက်မှုဌာနရဲ့လက်အောက်မှာအလုလုနေရတာကြောင့်မလို့ဂျူလီယက်ကိုဝေါ်ကာစီကိုပို့လိုက်ကြပါလိမ့်အမှရှာလီနဲ့ဝေါ်ကာကလည်းတတိလင်းနေတဲ့ဂျူလီယက်ကိုပတီးတွေပါစီးပေးထားပြီးတော့စောင့်နေတော့မှနော့စ်ကဝင်လာပြီးတော့တရားဌာနကိုအကြောင်းကြားလိုက်ပြီးလို့ပြောခဲ့ပါလိမ့်ရှာလီကလည်းနော့စ်ကိုအချင်းချင်းတစ္ဆာဖောက်တယ်လို့ဆွဆွဲလိုက်တဲ့အခါမှာနော့စ်ကလည်း ဆိုင်လိုထဲမှာတရားရေးဌာနမမြင်အောင်ဖွဲ့ထားစရာနေရာမရှိတဲ့အတွက်စက်ပြင်ဌာနကိုစီးနင်းသူတွေလာရောက်မှုရင်တော့တလွာလုံးဒုက္ခရောက်မဲ့ဘေးကနေလွတ်အောင်သူအကြောင်းကြားလိုက်တာဆိုပြီးတော့ပြန်ရှင်းပြလိုက်ပါ ರೀ အဲဒီအချိန်တတိပြန်လာတဲ့ဂျူလီယက်ကလည်းတရားရေးဌာနအကြောင်းသိနေရကြောင်း Notes ပြောတာမှန်တယ်လို့ဝင်ပြောကဘာနာတို့မရောက်လာခင်မှာဝေါ်ကာနဲ့နှစ်ယောက်တည်းစကားပြောဖို့အချိန်ဆွဲထားခိုင်းလိုက်ပါ ರೀ အဲဒီမှာအကုန်လုံးထွက်သွားတော့မှဝေါ်ကာကလည်းဂျူလီယက်ကိုသမီးတယောက်လိုချက်တဲ့အကြောင်းနဲ့ငငယ်ကလေးကစက်မှုဌာနကိုမရောက်လာသင့်ဘူးဆိုပြီးတော့ ဝိုင်းနေစကားပြောလိုက်ပါ ರೀ ဂျူလီယက်ကလည်းအပြစ်မှန်တွေအကုန်လုံးကိုဝေါ်ကာသိထားတဲ့နေဆိုပြီးတော့အကုန်ပြောပြလိုက်ပါ ರೀ အဲ့ဒီအချိန်အပြင်ဘက်မှာလည်းဘာနာနဲ့ဆင်းမျိုးရောက်ရှိလာပြီးရှာလီကတမိနစ်လောက်အချိန်ဝင်တောင်းပေမဲ့ဇင်းနေသူတွေကတော့ရှာလီကိုဖမ်းချုပ်ထားလိုက်ပါ ರೀ နောက်တော့ဘာနာနဲ့ဆင်းမျိုးလည်းဝေါ်ကာရဲ့အခန်းထဲကိုဝင်လာကဆင်းကဝေါ်ကာကိုအပြင်ထွက်နေဖို့အတွက်အော်ဟစ်လိုက်ပါ ರೀ ဂျူလီယက်ကလည်းဝေါ်ကာအခန်းထဲကမထွက်တာ25နှစ်ကျော်အောင်ရှိနေလို့အပြင်ထွက်လို့မရကြောင်းဝင်ပြောတဲ့အခါမှာဆင်းကလည်း ဂျူလီယက်သူ့အိမ်ဝင်မွေသွားလို့ဒေါသထွက်နေရကြောင်းနှစ်ယောက်တည်းသာတွေ့ရင်တခါရေတက်ပြစ်တယ်လို့ချင်းချောက်လိုက်ပါရီအဲဒီတော့ဂျူလီယက်ကလေဆိုင်လိုတစ်ခုလုံးကမိသားစုတိုင်းရဲ့အိမ်တွေကိုဝင်မွေစီးနှင်းတော့ကြောက်ငြိမ်နေပြီးတော့ကိုယ်လေကြမှာအရန်နာတက်နေရလားလို့ပြန်ပြောကစင်းမြဲမိသားစုကိုထိခိုက်အောင်သူဘာမှတော့မှမလုပ်ခဲ့ရဘူးလို့ရွေ့ပြောလိုက်ပါရီဇမ်မူဌာနကလူတွေအကောလုံးကဂျူလီယက်ဘက်ကဖြစ်နေရကြောင်းဂျူလီယက်ကဒီနေရာမှာတခုခုဖြစ်ခဲ့ရင်ပုံကံမှုတွေဖြစ်လာမှာကိုရိတ်စားမိတဲ့ဘာနာကလေဘောကို နောက်ဘက်ကနေဖို့နဲ့ဆင်းကိုအပြင်အထွက်ပြီးတော့စောင့်နေဖို့အတွက်ပြောလိုက်ပါရီအဲနောက်တော့ဘာနာကလည်းဂျူလီယက်ရဲ့အိတ်ထဲက hard drive ကိုထုတ်ပြီးတော့တူနဲ့ထူးချေပြီးတော့ဖြက်စီးပစ်လိုက်ပါရီပြီးတော့မှဂျူလီယက်နဲ့အပေးယူတစ်ခုလုပ်လိုက်ပါရီ Josh တေးခဲ့တဲ့အကြောင်းရင်းအမှန်ကိုဂျူလီယက်သိအောင်တက်တဲ့နဲ့ပြမယ်လို့ပြောပြီးတော့ဂျူလီယက်ကလည်းတန်ရှင်းထွက်လို့ဖို့မတောင်းဆိုခဲ့ဘူးဆိုတဲ့စကားကိုထပ်မပြောဘဲအပြင်ကိုအေးစေးထွက်ရမယ်လို့ဘာနာကအပေးယူလုပ်လိုက်ပါရီဂျူလီယက်ကလည်းစဉ်းစားနေရကြအောင်ဘာနာကလည်းအပေးယူဖြစ်ခဲ့ရင်တော့ တရားရေးဌာနကစီးနင်းသူတွေအကုန်လုံးကစက်မှုအလွာကိုလက်ဖျားနေတော်မတို့ပဲအေးဆေးဖြစ်မဲ့အကြောင်းထပ်ပြောတဲ့ခါကြမှာပဲဂျူလီယက်ကလည်းလက်ခံကလက်ထိပ်တွေခြေချင်းတွေနဲ့ပါသွားပါ ው လေဂျူလီယက်ကိုဘာနာတို့ဖမ်းခေါ်သွားတဲ့ရှာလီကဝေါ်ကအခန်းထဲပြန်လာပြီးဂျူလီယက်အတွက်ဘာမှမလုပ်ပေးနိုင်လို့စိတ်မကောင်းတဲ့အကြောင်းပြောကာနော့စ်ကိုလည်းတစ္ဆာဖောက်လို့စကားမပြောဘဲနေရမယ်လို့ပြောလိုက်ပါရီဝေါ်ကလည်းနော့စ်မှာရွေးချယ်စရာမရှိလို့လုံးလိုက်ရတာဖြစ်တယ်လို့ပြန်ရှင်းပြတဲ့ခါမှာရှာလီကလည်း လူတွေအကုန်လုံးမှရွေးချယ်စရာဆိုတာရှိရဲ့လို့ပြောပြီးတော့ပြန်ထွက်သွားပါတော့တယ်။တပတ်မှလည်းဘာနာတို့ကတလွာပြီးတလွာတက်ရင်းနဲ့အထူးလို့ဝကန်ရှိတဲ့အလွာကိုရောက်တဲ့အခါဘာနာကဂျူလီယက်ကိုခြိထားတဲ့လက်ထိပ်တွေခြေချင်းတွေကိုဖြုတ်ပေးခိုင်းပြီးဇင်းနေသူတွေကိုပြန်မုတ်တော့အမိန်ပေးလိုက်ပါတယ်။ဂျူလီယက်ကလည်းသူ့ကိုဘာနာနဲ့ဆင်းမလို့လက်စဖြောက်ပြီးတော့တပ်ပစ်တော့မှဆိုပြီးတော့တွေးကလန့်နေပါတယ်။တပတ်မှလည်းဝေါ်ကာကရှာလီထွက်သွားတာနဲ့သူ့ရဲ့စက်ပစ္စည်းတွေထားတဲ့တစ်တာတွေကအပူကန်တိတ်ွေတစ်ခွေကိုယူကအခန်းပြင်ကိုထွက်ဖို့ သူ့စိတ်ကိုယ်သူပြန်ပြီးတော့တိုက်နေရပါတယ်။နောက်ဆုံးမှာတော့ဂျူလီယက်ဘက်မှာဘယ်သူမှမရှိပဲသူတယောက်တည်းရှိတော့တယ်လို့တွေးကကြီးုံချတော့နဲ့အခန်းပြင်ကိုထွက်လာခဲ့လိုက်ပါတယ်။ဘာနာနဲ့ဆင်မျိုးကလည်းစီးနင်းသူတွေထွက်သွားတာနဲ့အထူးလိုအပ်ခန်းစီဂျူလီယက်ကိုခေါ်သွားခဲ့ပါတယ်။လိုအပ်တကားတွေအစင်းစင်ဖြတ်ပြီးရဲ့နောက်မှာတော့အခန်းထဲရောက်တဲ့အခါမှာကွန်မရာတွေအများကြီးနဲ့ဆိုင်းလိုတစ်ခုလုံးကိုအမြဲတမ်းစောင့်ကြည့်နေကြတဲ့ဝန်ထမ်းတွေကိုတွေ့ပြီးဂျူလီယက်လည်းအံ့ဩသွားပါတယ်။ပြီးတော့မှသူတို့အကုန်လုံးကဆိုင်းလိုထဲမှာဂျူးဆွဲရကနေကြတဲ့ရုပ်သေးရုပ်တွေပဲလို့ဘာနာကိုပြောလိုက်ပါတယ်။ ။ဘာနာလေကုမ္ပဏီသမားတွေကိုဂျော့သေတုံးကမှတ်တမ်းအစအဆုံးကို ပြန်ဖွင့်ပြဖို့အတွက်အမိန်ပေးလိုက်ပါရီ။တပတ်မှလေဝေါ်ကာကအပူကန်တိတ်ခွေကိုဖွက်ယူပြီးတော့အပေါ်လွာကထောက်ပံ့ရင်ဌာနမှအလုပ်လုပ်တဲ့ကာလာရဲ့အိမ်ကိုတက်လာခဲ့ပါရီ။တရန်လုံးမှာတော့ပြည်သူတွေအကုန်လုံးကဝေါ်ကာအခန်းပြင်ထွက်တာပထမဆုံးမလို့ဝိုင်းကြည့်နေတဲ့ချိန်အေးအာရှိဟန်နေပါတွေ့ရခါမှာဝေါ်ကာကလေလေကောင်းလေတန်းရှူဖို့အပြင်ုံထွက်လာတာဆိုပြီးတော့ဆက်တက်လာခဲ့ပါရီ။အဲဒီနောက်မှာတော့ကာလာရဲ့အိမ်ကောက်ကိုခောက်လိုက်တဲ့အခါမှာကာလာကတကားဖွင့်ပေးလိုက်ပါရီ။ ဘောကလည်းအလုအစင်ပြီလားဘာညာမေးရင်စကားလမ်းကြောင်းနေတော့ကာလာကသူတို့ကွာရှင်းပြီးရနဲ့အခန်းပြန်မထွက်ပါဘူးဆိုတဲ့ဂရီကိုဖောက်တာလားလို့မေးလိုက်ပါရီဘောကလည်းဂျူလီယက်အတွက်ရွေးချယ်စရာမရှိတော့လို့သူဂရီကိုပြက်ရတဲ့အကြောင်းကိုပြောကထောက်ပံ့ရေးမှာဂျူလီယက်အတွက်အပူခံတိတ်ခွေအစားထိုးသုံးပြီးဖို့တောင်းဆိုလိုက်ပါရီတပတ်မှလည်းဘာနာကဂျော့ရှ်ရဲ့ဗီဒီယိုကိုပြန်ပြရင်အတန်ကျေခိုင်းလိုက်ပါရီအဲ့ဒီဗီဒီယိုထဲမှာတော့ဂျော့ချ်ကဖန်လာတဲ့စီးနင်းသူကိုလှည့်စားပြီးလှေကားလျံပေါ်ကိုတက်ထိုင်ကလိုအပ်ကင်မရာကိုတက်တဲ့ကြည့်နေ ဟက်ဒရက်ကြောင့်တည်ရသူတွေကိုစစ်ဆေးဖို့ဖမ်းနေဆိုရင်ဘာမှမသိဘူးလို့ပြောကာခုံချတတ်တည်သွားပါတော့တယ်။ဂျူလီယက်ကလည်းဂျော့ချ်ကသူ့ကိုကာကွယ်ဖို့တတ်တည်သွားတယ်ဆိုတာသိပြီးတော့ဝမ်းနေသွားပါတော့တယ်။ဘာနာလည်းအဘေးယူကိုသူ့ဘက်ကဂရီတီခဲ့ပြီးပြီမလို့ဂျူလီယက်ကိုလည်းတရားရုံးမှာအပေါ်ရီမပြောဘဲနဲ့အေးစေးအပြင်ကိုထွက်သွားဖို့တက်ပြောလိုက်ပါရီ။ဆင်းကလည်းလှုပ်ဝက်ခံကိစ္စကိုဂျူလီယက်ကတရားအုပ်ကိုပြောတာနဲ့အကုန်ဖမ်းပြီးတော့အပြင်ကိုပို့မယ်လို့ချိန်ချလိုက်ပါရီ။အဲဒီနောက်မှာတော့ဂျူလီယက်အတွက်အပြင်ထွက်ဝတ်စုံကိုချုပ်ဖို့ထောက်ပံ့ရင်ဌာနကလာပြီးတော့ခေါ်သွားခဲ့ပါရီ။ ဂျူလီယက်ထွက်သွားတဲ့အခါမှာတော့ဘာနာကဆေးမကိုလက်ထောက်ခံမှုကိစ္စအရင်ကသူလောပြီးတော့ထိန်လွဲခဲ့တဲ့အကြောင်းပြောပြီးတော့ဂျူလီယက်အပြင်ရောက်တာနဲ့ပြန်ဆွေးနွေးမယ်လို့ဆေးမကိုပြောလိုက်ပါရီဂျူလီယက်လည်းဝတ်စုံချုပ်ဖို့ကိုတိုင်းယူပြီးအချုပ်ခန်းနဲ့ထည့်ထားခံလိုက်ရပါရီဘီဒါနီကိုကလည်းတဘောအလုံးသမီးရဲ့ထိန်လွဲကိုခံနေရပြီးပြန်ပြီးအစီအမီယုံမဲရှိသေးတယ်ဂျူလီယက်ကတေဖို့အပြင်ထွက်ရတော့မှကြောင်းမလို့ဝိုင်းနေကနောက်ဆုံးနေနဲ့ဂျူလီယက်ကြိုက်တဲ့မုတ်ကိုလှုပ်ကလာပို့ပြီးတော့နှုတ်ဆက်နေပါရီ ဂျူလီယက်ကလည်းတစ်သက်လုံးအဖေ့ဘော်မှာအထင်လွဲခဲ့သမျှတောင်းပန်ကြောင်းပြောကမုံယူစားလိုက်ပါသည်ဂျူလီယက်လည်းအဖြစ်မှန်တွေအကုန်လုံးဘီတာနီကိုပြောပြခဲ့ခြင်းပေမဲ့အချုပ်ကန်းတောင်းကကင်မရာကိုသတိထားမိပြီးတော့ဘာမှမပြောဘဲနှုတ်ဆက်နေလိုက်ပါသည်ဘီတာနီကိုပြန်သွားတဲ့အခါမှာရှာလီရောက်လာပြီးတော့ဝေါ်ကာလှုပ်ပေးလိုက်တဲ့မုလာပေါ်ရင်းနဲ့နှုတ်ဆက်စကားပြောလိုက်ပါသည်ပြီးတော့မှအဲ့ဒီမုံထဲမှာစားထည့်ထားတာကိုဂျူလီယက်သတိထားမိအောင်လို့မုတ်ကိုကွန်အောင်စားဖို့ဝေါ်ကာမှားလိုက်တဲ့အကြောင်းပြောကပြန်ထွက်သွားပါသည်ဂျူလီယက်ကလည်းရှာလီပြောတဲ့အထိပယ်ကိုသဘောပေါက်သွားပြီးတော့ ကင်မရာအကွယ်ကိုသွားကစာအုပ်ထုတ်ဖတ်လိုက်ပါရီစာထဲမှာတော့ဝေါ်ကာကဘာမှမကြောက်ဘူးနဲ့ထောက်ပံ့ရေးဌာနမှာအစီအပြောင်လုပ်ပေးထားတယ်လို့ရေးထားတာကြောင့်မလို့ဂျူလီယက်ကလည်းဘာလို့ဆိုလိုမှမသိဖြစ်နေပါရီတပတ်မှလည်းပေါ်ဘီလင်ကအိမ်မြန်ရောက်လာပြီးတော့သူ့မိမကက်ကိုစင်းပြောခဲ့တာတွေကိုပြန်ပြီးတော့ပြောပြနေပါရီပြီးတော့မှသူ့ရဲ့ယောဂအကြောင်းစင်းနဲ့ဘာနာတို့ကသိခဲ့ပေမဲ့အလုံးမပြုတ်တဲ့ပြင်ရဲမှုရာထူးပါတိုးခဲ့တဲ့အကြောင်းအာရဝမ်းသာထပ်ပြီးတော့ပြောလိုက်ပါရီနောက်တနေ့မှာတော့ဂျူလီယက်ကိုအပြင်ပို့ဖို့နေဖြစ်တာအကြောင်းဘာနာကဂျူလီယက်စီသွားတွေးဖို့ ရဲမှုတဲ့ဘောဘီလင်ကိုတက်တည်ခေါ်လို့လိုက်သွားခဲ့ပါ ರಿ ။ဘာနာတို့လည်းဂျူလီယက်ကိုဖမ်းထားတဲ့အချုပ်ခန်းစီကိုရောက်တဲ့အခါမှာဘာနာကဂျူလီယက်နဲ့တေးတန့်စကားပေးပြောဖို့ဘောဘီလင်ပြောလိုက်ပါ ರಿ ။ဘောဘီလင်ကလည်းဥပဒေနဲ့မညီဘူးလို့ပြောနေတော့ဘာနာကဥပဒေနဲ့မညီတာသူသိပေမဲ့ခဏပဲအချိန်ယူမယ်လို့ပြောကဘောဘီလင်တို့ကိုအပြင်ထွက်ခိုင်းလိုက်ပါ ರಿ ။အဲဒီနောက်မှာတော့ဘာနာကဂျူလီယက်ကိုအရင်ကစက်ပြင်ဌာနမှာအေးအေးဆေးမနေဘဲနဲ့ပြဿနာတွေဘာလို့ရှာနေရလဲလို့မေးလိုက်ပါ ರಿ ။ ပြီးတော့မှဘာနာကသူလဲအခုလိုမျိုးပြည်သူတွေမသိအောင်လုံနေရတွေကိုမပြောတဲ့အကြောင်းပြောတဲ့ခါမှာဂျူလီယက်ကလည်းမပြောရင်ရက်လိုက်တော့ဖို့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဘာနာကလည်းသူရက်ဖို့အချိန်ချင်းစဉ်းစားခဲ့ဘူးပြင်မဲ့သူလုံနေရတွေကဆိုင်လိုပြည်သူတွေအသက်ဆက်ရှင်ဖို့လုံနေရတာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဂျူလီယက်ကလည်းတကယ်အပြင်ကမြင်ကွင်းဟာမှန်းမြင်နေရတယ်လို့မဟုတ်ဘူးဆိုတာသိနေလျက်နေပြည်သူတွေကိုညာနေရကောင်းဖို့ပေါ့ဆိုပြီးတော့ရွယ်ပြောလိုက်ပါတယ်ဘာနာကလည်းသူလိုင်းရွယ်ချက်ကဂျူလီယက်ကိုစိတ်ထွင်အောင်လုပ်ပြီးတော့အပြင်ထွက်တဲ့ခါမှာ တန်ရှေးလုံအောင်ကြိုးစားဖို့ဖြစ်တာကြောင့်ဂျူလီယက်မီယာတွေကိုမပြေပဲနဲ့ဆိုင်းလိုတီထောင်သူတွေကဘေးရီတွေအများကြီးထားခဲ့တယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဘာနာကပြဒနာရီရဲ့အစကဘေးကဆလဲတိလားလို့ဂျူလီယက်ကိုမေးလိုက်ပါရီဂျူလီယက်ကလည်း "तू အိုင်နီဌာနကနေပြီးတော့တိတ်ခွေလေးခွေခိုးဘူးလို့မကျေနပ်ပြီးတော့လက်တုံပြန်လာလား"ဆိုပြီးတော့မေးလိုက်ပါရီဘာနာလည်းတိတ်ခွေကိစ္စနဲ့ဘာမှမဆိုင်ဘူးလို့ပြောကဆိုင်းလိုရီလုံကြုံဖို့သူလုပ်ခဲ့တဲ့အစီအစဉ်တွေကိုပြောပြလိုက်ပါရီဘာနာကလိုရီဟာမျိုးလိုက်တဲ့အကျင့်ရှိတာကြောင့်စူးစမ်းလိုစိတ်ရှိသူတွေ ပုံကံလူစိတ်ရှိသူတွေမေကွန်အများကြီးမေးတတ်တဲ့သူတွေကိုမျိုးဆက်ထပ်မပွားအောင်အထိသူစီစဉ်ပေးခဲ့ပေမဲ့ဂျူလီယာရဲ့အမေကတော့မတော်တဆမျိုးဆက်ရသွားတာလို့ပြောလိုက်ပါရီပြီးတော့မှပြဒနာရီရဲ့အစားကဂျူလီယာကိုတရေဆရွေတွေကဆိုပြီးတော့အဆုံးသတ်လိုက်ပါရီဂျူလီယာကလည်းသူ့မိသေးရတဲ့ကိစ္စကရောဘာနာရဲ့မျိုးဆက်ဖြတ်စည်းတဲ့အစီအစဉ်ပဲလားလို့ပြန်မေးတဲ့ခါမှာဘာနာကဂျူလီယာမိရဲ့ရွေးချယ်မှုပဲလို့ပြန်ပြောလိုက်ပါရီနောက်ဆုံးမှာတော့ဘာနာကဂျူလီယာလိုဆက်မှုအင်ဂျင်နီယာတယောက်က ဆက်ကိုအမြဲတမ်းထိန်းညှိနေမှဆက်ဟာတည်ငြိမ်လို့ပဲသူကလည်းဆိုင်လိုပြည်သူတွေအသက်ရှင်အောင်ထိန်းညှိနေရတဲ့အင်ဂျင်နီယာတယောက်ပဲလို့ပြောကဘေးဒီနီနဲ့ဂျူလီယက်ကိုထားခဲ့ပါရီဘာနာပြန်ထွက်သွားတဲ့ထောက်ပံ့ရေးဝန်ထမ်းတွေရောက်လာပြီးတော့ဂျူလီယက်ကိုဝတ်ဆောင်ဝေးပေးကြပါရီပြီးတဲ့ခါမှာဘာနာကဥပဒေထုံးတမ်းတိုင်းပဲအမိန့်ပြန်စာကိုညွှန်နေပါရီနောက်ဆုံးမှာတော့အပြင်ဘက်ရောက်တာနဲ့ဆိုင်လိုဥပဒေပြင်မရောက်သွားပြီမလို့တန်ရှင်းလို့ဖို့အတင်းမတိုက်တော့ပဲဖြစ်နိုင်ရင်ပြင်မကအရာတွေကိုပြည်သူတွေကိုအမှန်တိုင်းသိဖို့ကင်မရာကိုတန်ရှင်းလို့ပေးပါလို့ပြောလိုက်ပါရီ ဲ့နောက်တော့ဂျူလီယက်ကိုနောက်ဆုံးစကားဘာပြောမလဲမေးတဲ့အခါဂျူလီယက်ကလည်းသူတန်ရှင်းမလုပ်ဘူးဆိုတာနဲ့ဘာမှမကြောက်တတ်ဘူးလို့ပြောလိုက်ပါရီထောက်ပံ့ရေးဝန်ထမ်းတွေကလည်းဂျူလီယက်ကိုခေါင်းစွပ်ဆွပေးပြီးရဲ့နောက်မှာအပြင်ထွက်ဖို့ရှောက်လန်းအောင်တကားဖွင့်ပေးလိုက်ပါရီဇမ်မူလာမှာလည်းနော့စ်နဲ့ရှာလီတို့အပါဝင်ပြည်သူတွေအကုန်လုံးဂျူလီယက်အပြင်ထွက်တာကိုမှန်အတဆင့်ထိုင်ပြီးတော့ကြည့်နေကြပါရီလူရဲကြားတွေဝေါ်ကာပါရောက်လာကြမလို့ဘယ်တော့မှအခန်းပြင်ထွက်ဖူးတဲ့ဝေါ်ကာကိုအန်အော်ဒီဝိုင်းပြီးတော့ကြည့်နေကြပါရီ ။ဘာနာနဲ့ဆင်မီတို့ကလည်းအလဲလွာစားတော့တဲ့မှန်ကနေဂျူလီယက်ကိုလာပြီးတော့ကြည့်နေကြပါရီ။ဂျူလီယက်ကလည်းအပြင်ကိုရောက်တာနဲ့ခေါင်းစုပ်ထဲကမြင်ရတဲ့မြင်ကွင်းကစိမ့်ဆူလှပါပြီးငှက်တီပြန်နေရမြင်လိုက်ရပါရီ။စိမ့်ဆူနေတဲ့မြင်ကွင်းကိုတေချာကြည့်နေတဲ့ဂျူလီယက်ကလည်းသူမြင်နေရတဲ့မြင်ကွင်းကဗီဒီယိုတွေကဟာနဲ့တပုံစံနဲ့တူနေတာကိုသတိထားမိသွားပါရီ။အဲဒီတော့မှဂျူလီယက်ကလည်းဘာနာသူစီလာပြောတဲ့တီထောင်သူတွေကအပြင်ထွက်သူတိုင်းတန်ရှင်းလှုပ်ချင်လာအောင် စီစဉ်ထားရည်ဆိုတဲ့ဇာတ်ကိုသဘောပေါက်သွားပါ ಔ ။ အဲဒါကြောင့်ဂျူလီယက်ကလည်းတန်ရှင်းလိုရမယ့်ကင်မရာရှေ့ကိုသွားကပဝါအောင်ထုတ်ပြီးတော့တန်ရှင်းမလုပ်ပဲပြစ်ချလိုက်ပါတော့ဒီဆိုင်လိုထဲမှာကြီးနေသူတွေအကုန်လုံးကတော့အန်အော်ဒကြီးနဲ့လှုပ်လှုပ်ရွရွဖြစ်ကုန်ကြပါလိမ့်ဇင်းကလည်းကြီးနေနေဂျူလီယက်တန်ရှင်းမလုပ်တဲ့အတွက်ဘာဆက်လုပ်မလဲဆိုပြီးတော့ဘာနာကိုမေးလိုက်ပါလိမ့်အဲဒီမှာဘာနာကလည်းတီထောင်သူတွေကစီစဉ်ပြီးသားဖြစ်လို့အချိန်သိမ့်မကြခင်မှာတည်သွားမှာပဲဆိုပြီးတော့ပြန်ပြောလိုက်ပါလိမ့်ဂျူလီယက်ကလည်းသူ့ရဲ့မြင်ကွင်းနေဟာအစ်မဟုတ်ဘဲနဲ့ခေါင်းစုံမှာပြထားတဲ့အတိုင်းမြင်နေရတယ်ဆိုတာသိရကြောင်း လမ်းလျှောက်တာကိုသတိထားပြီးတော့ရှောင်နေပါလိမ့်။ဒါပေမဲ့လမ်းလျှောက်ရင်းနဲ့လမ်းမမြင်ရတဲ့အတွက်ကြောက်တုံးကိုခလုတ်တိုက်မိပြီးတော့လဲကျသွားပါတော့တယ်။ဆိုင်လူတွေကကြည့်နေတဲ့လူတွေကလည်းအရင်လူတွေလဲကျနေနေမှာပဲဂျူလီယက်လဲကျတာကြည့်နေဂျူလီယက်တည်တော့မယ်ဆိုပြီးတော့မျက်တောင်မခက်ကြည့်နေကြပါလိမ့်။ဘာနာလည်းအစီအစဉ်တိုင်းဖြစ်နေကြပဲဆိုပြီးတော့စိတ်ပေါ်သွားပါလိမ့်။ဒါပေမဲ့ဂျူလီယက်ကတော့လဲကျနေရကပြန်ထပြီးတော့သူ့လက်မှာပတ်ထားတဲ့တိတ်ခွေကိုတေချာကြည့်လိုက်ပါလိမ့်။အဲဒီတော့မှဝေါ်ကာစာရေးပေးခဲ့တဲ့ထောက်ပံ့ရေးမှအစီအပြောင်လုပ်ပေးထားတယ်ဆိုတော့သဘောပေါက်သွားပြီးတော့ အရင်ရဲမှုဟိုစတန်လဲကြသေးဆုံးခဲ့တဲ့နေရာကိုလက်နဲ့ဆန်းကဒစိပြားလေးခြာပေးလိုက်ပါရီဆိုင်လိုတဲ့ကကြည့်နေတဲ့ဘာနာကလည်းသူရဲ့အစီအစဉ်တွေကိုဂျူလီယက်ကသိနေတာပဲလို့ပြောလိုက်တဲ့ခါမှာဘာမှမသိတဲ့ဆင်းကဘာရီလဲလို့မေးလိုက်ပါရီဘာနာကတော့ဘာမှမဖြေဘဲနဲ့လူအကြီးတွေကထွက်သွားပါတော့ဂျူလီယက်ကလည်းဟိုစတန်အတွက်ဒစိပြားလေးခြာပေးပြီးတော့မတ်တပ်ပြန်ရက်ကရှေ့ကိုဆက်သွားလိုက်ပါရီကြည့်နေကြတဲ့ပြည်သူတွေကလည်းသူတို့တစ်ခါမှမမြင်ဘူးတဲ့မြင်ကွင်းကြောင့်အကုန်လုံးငေးကြည့်နေကြပါရီ အဲ့ဒီချိန်ဘာနာကတော့သူ့ရဲ့နံပါတ်16လို့ရေးထားတဲ့တော့ကြိတ်လို့ပစ္စည်းလေးကိုခလုတ်နှိပ်လိုက်တဲ့အခါမှာတော့တော့တန်လေးထွက်လာပြီးတော့အခန်းတစ်ခုဖွင့်ကဝင်သွားလိုက်ပါတယ်အခန်းထဲမှာတော့ကွန်ပျူတာဖန်သားပြင်တစ်ခုမှဂျူလီယက်မြင်သမျှမြင်ငွေတွေအကုန်လုံးပေါ်နေရာကြောင့်တေချာလေးကြည့်နေလိုက်ပါတယ်ဂျူလီယက်ကလည်းတောင်ငုံတစ်ခုပေါ်မှာဆန်တဝါဝါတက်နေရင်သူ့ရဲ့ခေါင်းစုပ်ထဲကမြင်နေရတဲ့မြင်ငွေနေရာပျောက်သွားပြီးအပြင်ဘက်ကရှိတဲ့ဘဂရီတိုင်း၆ကန်နေတဲ့ပတ်ဝန်းကျင်တစ်ခုကိုတွေ့လိုက်ရပါတယ်အဲဒီတော့ဂျူလီယက်ကလည်းသူထွက်လာခဲ့တဲ့ ဆိုင်လိုဘက်ကိုပြန်ပြီးတော့ကြည့်တဲ့ခါမှာတော့ဆော့ဆော့ကသူမြင်ခဲ့တယ်လို့စိမ့်ဆိုနေတဲ့မြင်ကွင်းမဟုတ်ဘဲနဲ့ဂန္ဓာအေးတစ်ခုလို့၆ကက်နေတဲ့ကွင်းမြင်ကြီးတဲ့ကနေအပြင်ကိုထိုးထွက်နေတဲ့ဆိုင်လိုအပေါ်ပိုင်းကြီးကိုမြင်လိုက်ရပါတော့အဲဒီမှာဂျူလီယက်ကလည်းသူထင်ထားတဲ့အတိုင်းအကုန်လုံးကလှည့်စားမှုတွေပဲဆိုတာသိကြသွားပြီးတော့တောင်ကုန်းကနေအောက်ဘက်ထိဆင်းသွားလိုက်ချိန်မှာပဲကျွန်တော်တင်ဆက်ပေးနေတဲ့ဆိုင်လိုစီဇန်1လေးကလည်းပြီးဆုံးသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ရုပ်ရှင်ဇာကားကောင်းတွေကိုစေစမ်းမပြတ် recap တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ ZD4U Channel လေးကိုလည်း like and subscribe လေးလှူထားပေးကြပါဦးခင်ဗျာ အားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့တည်ဆုံကြပါစေလို့ Siri Voice Wine တို့သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ